အာတော်လန်တော့နေလည်ခင်းလေးပါခဏခဏ YouTube တက်လာတယ် YouTube ကနေပြီးတော့ဟိုမကြခဏပြောနေရတာကိုလည်းကျွန်တော်နားလည်ပြီးပါအရေးကြီးတဲ့အချိန်ကာလဖြစ်လာပြီမို့လို့ကျွန်တော်တို့ပြည်သူတွေအားလုံးကိုဆက်ဆက်လက်လမ်းမိသမျှမိတ်ဆွေအားလုံးကိုကျွန်တော်တို့တွေးခေါ်မိသမျှအတူလေးတွေကိုဝိုင်းဝန်းတွေးမိပြီးတော့ဆောင်ရွက်ကြံစီဝယ်ရာကိစ္စတွေကိုခင်းတဲ့တပြင်းညီဆောင်ရွက်စီစဉ်နိုင်စေချင်လို့အဲ YouTube ကနေတိုက်ရိုက်တင်ပြနေတာဖြစ်ပါတယ် ဟိုအကျိုးမဲ့အကြောင်းမဲ့အချီးနီးအပျော်အပါတောင်းစားတယ်မဟုတ်ကြောင်းပြောပြစီအခုကျွန်တော်ခေါင်းစဉ်တက်ထားတာကအချင်းဦးစီးညွန့်ချုပ်ဖန်ချုပ်ခံရခြင်းနောက်ွယ်လို့တက်ထားပါတယ်တောက်လျှောက်သတင်းတွေကအဲထူးခြားချက်တွေကတောက်လျှောက်တက်နေတာပေါ့လေအဲသတင်းပေါက်ကြားလာတာကြီးလည်းရှိတယ်လို့တချို့ဟာတွေက fake news အထက်ကနေပြီးတော့ဘာလို့ခေါ်မလဲ search fire လို့ဖို့တမင်တကာသတင်းတူသတင်းလိမ်ကိုချန့်ထုတ်လိုက်လို့တချို့သတင်းမီဒီယာတွေအလင်းငိုက်မိသွားတာလည်းရှိတာပေါ့ဒါပေမဲ့အခုမဲခေါင်းသတင်းက လွန်ခဲ့တဲ့၄နှစ်ရတက်လာတဲ့ကိစ္စကအဖြစ်နိုင်ခြေရှိတယ်လို့ကျွန်တော်ကယူဆလို့အရိယာကို reference ကိုးကားပြီးတော့ကျွန်တော်ပြောချင်တယ်ပါဇူလိုင်14မဲခေါင်ကတင်လာတာပါဒီဒုံဆန်းစုကြည်နဲ့ထိုင်းနိုင်ငံသားဝင်ကြီးတွေ့ဆုံတွေ့ဆုံခဲ့တဲ့တည်င်းပေါကြားမှုနဲ့ပတ်သက်ပြီးတော့နေပြည်တော်ရဲ့အချင်းဦးစီးညွန်ချုပ်ဦးဆောင်မင်းကိုရာထူးကထုတ်ပယ်ဖမ်းဆီးပြီးတော့စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရှိရပါတယ်တဲ့နော်ဒါသူတို့ပြောတာတဲ့ခေါင်းစဉ်ကတော့အပြင်ကိုထုတ်လိုက်တဲ့ခေါင်းစဉ်ကတော့ညွန်ချုပ် ဥဆောင်မင်းကိုဖမ်းချုပ်ပြီးတော့ဆစ်ဆီးနေတာကဒေါန်ဆန်းစုကျင်တဲ့ထိုင်းနိုင်ငံညာဝန်ကြီးတွေးဆမှုသတင်းပေါက်ကြားတာလို့ခေါ်နေတာတကယ်တကယ်တော့ဒီသတင်းပေါက်ကြားမှုဟာထိုင်းနိုင်ငံညာဝန်ကြီးထုတ်မပြောခင်ကာလအထိကျွန်တော်တို့သိသတိမပြုတ်မိတော့ထိုင်းနိုင်ငံညာဝန်ကြီးဒေါမ်ကိုရိုင်းပြောမှဒီသတင်းကဟိုလီတကျော်ချက်ချင်းပြန်လာတာဖြစ်တယ်အဲ့တော့ဒေါန်ဆန်းစုကျင်နဲ့တွေးဆခဲ့လို့သူဖမ်းချုပ်တာမျိုးမဖြစ်နိုင်ဘူးလို့ကျွန်တော်ကယူဆတယ်။မဖြစ်နိုင်မလဲညွန်ကျုပ်ဆိုတော့ဒေါန်ဆန်းစုကျင်ရှိကို ဘာပြောညွှန်ချုပ်နေနဲ့သွားတွေ့ခွင့်ရှိနိုင်လို့သူ့ကိုပဲသွားတွေ့ခိုင်းပါလေသွားတွေ့ခိုင်းတဲ့နေရာမှာညွှန်ချုပ်ကသူ့ရဲ့လူဆန်သောနှလုံးသားနဲ့တော်လကောင်းကျွန်တော်နဲ့လည်းဥဆောင်မင်းတို့တွေ့ဖူးပါတယ်စကားပြောစကားသမီးပြောနဲ့ပြောဖူးလိုက်ပါတယ်เนาะကျွန်တော်ကဘာလို့ထောင်းထောင်းလေးဝမ်းထွက်လိုက်ငါးခါလောက်လုပ်ဖူးတာဆိုတော့အဲ့တော့သူဟာဒွန်ဆန်းစုကြည်သွားတွေ့စဉ်ကာလမှာသူ့ဘောင်ထဲကနေအချက်လက်သတင်းပေးခြင်းတော်လကောင်းဒေါန်ဆန်းစုကြည်ပြောခြင်းနဲ့ message တစ်ခုခုကိုအပြင်ကိုထုတ်ပေးခဲ့လို့တော်လကောင်း တစုံတရာသောအကြောင်းတစ်ခုကိုသူဆောင်ရွက်ခဲ့လို့သာလျှင်သူထုတ်ပြရကားတာဖြစ်နိုင်တယ်။ဒိုရီမဟုတ်ဒိုရီမဟုတ်အခုနိုင်ငံတကာမှာအလွန်ကို hot နေတဲ့နော်အခုဆိုအော်စတြေးလျတာမတ်ဒီကိုတိုင်းပါလီမန်ကိုသူတို့တင်သွင်းလာတယ်။မတရားသဖြင့်လည်းဖမ်းဆီးထားတယ်နိုင်ငံအကျဉ်းသားတွေကိုဖမ်းဆီးထားပြီးတော့ထောင်ထဲကနေညဘက်၁၂နာရီတနာရီကိုလာဆွဲထုတ်ပြီးတော့အပြင်မှာထွက်ပြေးလို့ပြစ်တက်လိုက်ရပါလို့ဆိုပြီးတော့တစ်ချိန်တည်းတစ်ပြိုင်တည်း25ရောက်အယောက်20တောက်ဆုံး30ကျော် ပေါ်ပေါ်တင်တင်ပြတ်တက်ပြီးတော့တည်သွားပြီလို့အကြောင်းကြားစာပို့ထောင်ထဲပြန်မပို့တော့လေအကြောင်းအရာလေးအဲဒါဒီဟာလုံးဝလူသားမျိုးနယ်စုပေါ်ကျူးလွန်တဲ့ဆရာဆွေးမှုမြောက်ယူနေမှာကเนาะเนาะဥပဒေနဲ့ညီဆောင်ရွက်နေပါတယ်ဆိုတော့လိန်လေနေချောင်းကိုလွန်စွာထင်ရှားပေါ်လွင်သွားစေတဲ့ဗယံပတာဆောင်ရွက်ချက်တွေဖြစ်လို့လောက်တာတော့သူ့ရဲ့စာဖားတို့ဒီဟန်ကြီးဦးနဲ့ကြော်စွာ channel က အုံတော့မပြည့်ကြက်မပြည့်ဘယ်ဖွဲ့မှမသိတဲ့လူတွေရေးတင်တဲ့မြတ်လိုက်လို့လိုက်ဖမ်းနေရတဲ့ပြည်ထရေးဆိုတဲ့ပုဂ္ဂိုလ်ပြည်ထရေးဆိုလို့လည်းအခုပြည်ထရေးဝင်ကြီးဆိုတဲ့စိုးထုတ်ဆိုတဲ့လူလဲမတရားရေးစားမျိုးစုခဲ့လို့လားမသိသူလဲပျောက်နေတယ်သူလဲဖမ်းချုပ်ခံထားရလားဟိုဝမူကြီးဒီဒီဒုတိယပြည်ထရေးဝင်ကြီးကဲ့သို့ပဲသူလဲဟိုတယ်ခန်းထဲမှာအရေးတောင်းရင်းနဲ့ movie မင်း online မအေးလို့လို့ဆဲမိလို့ဖမ်းချုပ်ခံထားရလားတော့မသိဘူးပြည်ထရေးဌာနဘာလို့လုပ်နေတော့မသိဘူးအောက်ချီမှာဗျမ်းပလာနဲ့ Telegram channel ကတစ်ခုတက်လာလိုက်ပြီးဖမ်းလိုက်ပစံပေးနေပြန်လွှတ်ပေးလိုက် အောက်ခြေမှာပျော်ပျော်ကြီးဖောက်ပြန်ရန်ကာနော်ဖမ်းလာတဲ့ချုပ်ထဲမှာနှိပ်စက်တဲ့စကြောတွေတီးသွားတဲ့အလောင်းအပြင်တွတ်ပြလိုက်တယ်ဟာလွယ်လိုက်တာလူတယောက်တက်တာဟမ်ဖြစ်ချက်ဖြစ်လာသမျှအကုန်လုံးဟိုပစံလူငါးတကာယူတဲ့ချီကြောင်ချီခွေးတခုမင်း online ခေါင်းမှာသတ်စုမှာဆိုတော့အောက်ခြေကလွှတ်ချင်တယ်လှုပ်ကုန်လှုပ်တော့ဘလုံးမဖုံးနိုင်ဖြစ်မရလှုပ်လို့မရတော့အောက်ခြေသူကြိုက်ရင်လည်းအောက်ခြေကပြန်ကလန်လာအောက်ခြေကကုန်လေတခုစပိုး လူသားမရေမူရေးစေမကောင်းတာမှန်တယ်များအကုန်လုတ်တဲ့လူတွေကိုလက်သက်မွေးထားပြီးတော့သူ့ရဲ့စနစ်ကြီးအာဏာရှင်စနစ်ကြီးတည်တတ်အောင်ကြိုးစားဖို့မင်းအောင်လှိုင်ရဲ့နော်ကြောင်ချီးရဲ့အမတန်သေးသိမ့်တဲ့အုံနောက်လေးနဲ့ဆောင်ရွက်ကြိုးပမ်းချက်ဟာနှစ်နှစ်ကျော်ကာလမှာလုံးဝပြည့်စည်ဆုံးရှုံးသွားတဲ့နောက်ဗယံပဓာတွေအောက်ခြေမှာဖြစ်ကုန်ပြီးတော့နိုင်ငံတကာကအကျဉ်းအောင်နဲ့မှလည်းဖမ်းတယ်ဖော်ထုတ်ပြီးတတ်ဖြတ်တယ်တတ်ဖြတ်တာမင်းအောင်လှိုင်မှာတာဝန်ရှိတယ်လို့လက်ညှိုးထိုးလာမှဆိုလို့အကျဉ်းဦးစီးဌာနညွှန်ချုပ်ကိုပုံချပြီးတော့များ အခုဖမ်းချုပ်ပြီးသူ့ကိုရေးယူမယ်ဆိုပြီးကောင်းတင်တက်မလားအဲ့တော့စဉ်းစားကြရတယ်အများကြီးပေါ့ပြီးကြတော့တော့ဖက်စစ်မင်းအောင်လှိုင်ဟာသူ့ရဲ့ဗယံပတာမဟာဗျူဟာမစ်မဟာဗျူဟာမြောက်တာမဟုတ်ဘူးနော်မဟာဗျူဟာမစ်ကျုံစင်ကျုံရကိုကျုံရတက်ကိုကျုံရလက်နဲ့လှော့ကိုကိုရောက်ဒီတက်လောဒီကိုရောက်ဒီတက်လောငါးပွဲရငစာချနော်ဖြစ်ချင်တာဖြစ်နောက်မှရှင်းမယ်ဆိုတော့ဘယုံမင်းစီမံချက်တွေအောက်မှာခိုင်းတာတော့အထက်ကတခုခုတော့ခိုင်းလိုက်လိမ့်မယ်အောက်ခြေရလည်း ဲ့တော့ဖွွှေဖော်လုံးနဲ့ရောက်ရိုက်လိုက်ဆိုပြီးခိုင်းခိုင်းမယ်အောက်ကတော့လက်လုံပြီးအသက်ပြောက်သွားပါသည်ဖေဟာနော်တခင်အားကြုံပါဝါရဲဆွတ်ဆက်လုတ်လိုက်တယ်အဲလုတ်တော့သူ့ရဲ့သူ့ပေါ်ပြန်တာပတ်လာမယ်ဟာဒီအတွက်ကိုကျွန်တော်ဟိုးပြီးခဲ့တဲ့ဒလောကသုံးသက်ပြသလိုမျိုးတက်သေးတွေလက်စာဖြောက်တဲ့အစီအစဉ်ကိုသူပြပြရင်းနဲ့ဆောင်ရွက်နေတယ်နေပြီးတော့အထွဲ့ဘူဂျူကြီးတူရဲ့ရင်နဲ့မိုင်းတော်ခံရတာလည်းပဲကြားသိရသလောက်တက်သေးဖြောက်ဖို့သူ့ချင်းချင်းကိုပြန်လုတ်ကြံခိုင်းတယ်အခုအကျဉ်းစီးဌာနညွန်ချုပ် ဥဇော်မင်းဖန်ခံရတဲ့မြင်းကြံထောင်ထောင်ပိုင်းထောင်မုံဝန်ထမ်းတွေနောက်တစ်ခါဒီပဲခူးတိုင်းတွေကနော်ဟိုဒိုင်ဦးနဲ့ဒီတောင်ငူထောင်ထောင်ပိုင်းတွေထောင်ပိုင်းတွေဆိုတဲ့ဒုတိယညွန်ကြိုင်းမှု level ရှိတဲ့ထောင်ရာရှိတွေဖန်ခံရတယ်နော်အခုတော့ရှောက်ထောင်ဝါဇာတာကန်ဇာတာနိုင်တယ်ကန်စားတာဂျူစီရင်ကိုကိုရင်းကိုမွေအောင်မိတတ်တဲ့မင်းအွန်လိုင်းလက်အောင်မှာခင်ဗျားတို့တွေထိုးကျွေးခံရမယ်တက်တည်ဖြောက်ခံရမယ်တက်တည်ဖြောက်တာလွယ်တယ်နော် တတိယတော့လွဲတယ်။ပိုင်ရှင်မဲအလောင်းဖြစ်လေဆိုးလေးတစ်ခုနဲ့တုံးလုံးပလက်လေးလမ်းပေါ်ရောက်သွားတာတခုပဲ။နော်။ဘဒုဘဒုကဘဒုလုံးလည်းမသိဘူး။တရုတ်တိုင်းကားတွေမြေသူမြေဝါလှုပ်လိုက်ကိုမသိ။ပိုင်ရှင်မဲအလောင်းဖြစ်နော်သွေးတောက်ဖွဲ့လေဆိုးလေးဆွဲပြီးတော့လမ်းပေါ်ပေါ်ပြစ်တင်လိုက်တာနဲ့ခင်ဗျားတို့ကျူးလွန်ခဲ့တဲ့အတ္တမလူတက်မှုလှုပ်ဆောင်ခဲ့တဲ့ဟာတွေအကုန်မင်းအောင်နိုင်ရဲ့ဖြည့်ဖြောက်ခြင်းအောက်မှာခံရမယ်။အဲ့တော့ကျွန်တော်ကထောင်ချင်းဝန်ဆန်းနေနဲ့ပတ်သက်လို့ပြောချင်တာ။အဲ့တော့ကျွန်တော်ပြောချင်တဲ့နောက်တစ်ချက်ကြတော့စောစောက အဲဒီဖိဟဲသီးဖြစ်နိုင်တယ်ဆိုတော့ရှုတော့မော်နော်ကျွန်တော်ထောင်ဝင်တန်းနေထောင်ရာရှိတွေတော်တော်များများနဲ့ကျွန်တော်ဆက်ဆက်ဆံစကားပြောခဲ့မှုပါတယ်။ဘာလို့ဆိုတော့ကျွန်တော်2017ကနေပြီးတော့2019အထိဝင်ကြီးထွက်ကြိမ်၅ကြိမ်ကျွန်တော်လုပ်ခဲ့ပြီ။ကာလတူလေးတွေလာပိုင်းလေးတွေနှစ်ပိုင်းတစ်နှစ်ပိုင်းလေးတွေနှစ်နှစ်၃နှစ်ကလေးတွေပေါ့နော်။စုစုပေါင်း6နှစ်ကျော်ကျော်လောက်ပြီးဝင်ခဲ့တော့ထောင်ဝင်တန်းတော်တော်များများနဲ့ကျွန်တော်စကားပြောမှုတယ်။ဘာပြောသူတို့ဘက်မှာတော့ကျွန်တော်ကိုအဲ ရှိန်တာတော့ရှိတာပေါ့နော်ကျွန်တော်ကယုံကြည်ခံခြင်းနဲ့စက်ကယာဒူးတွေတော့စွန့်ပြီးတော့နော်ပြင်းမှန်းကြမ်းတမ်းနေဆိုတဲ့အကျဉ်းသားဘဝကိုကျွန်တော်ကခတ်တီတီနဲ့ရင်ကော့ပြီးခံယူလာခဲ့တဲ့ကောင်ကျွန်တော်လာပြီးတော့ဥပဒေကြောင်းရံနဲ့လာပြောလဲကျွန်တော်ဥပဒေနားမလဲတဲ့ကောင်မဟုတ်ဘူးခံယူချက်နဲ့ဆန်နှုံးနေနဲ့လာပြီးလေးလုံးမထွားနဲ့ကျွန်တော်ကခံယူချက်ဆန်နှုံးနဲ့အလုပ်လုပ်နေတဲ့စစ်အရာရှိဟောင်းပြန်နှောင်းအရာရှိဟောင်းဆိုတော့တို့တွေကျွန်တော်ကိုရှော့မတွေ့ရဘူးအဲ့တော့ကျွန်တော်နဲ့ဆက်အားလုံးတိုင်းမင်္ဂလာပါခင်ဗျာ ်ဒီနေ့ session မှာပြောပြလိုက်ပါတယ်ကျွန်တော်ရှင်နေဟောဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တိုင်းတိုင်းတိုင်းကောင်းတွေကိုတန်ဆက်ပေးနေရမှာကျွန်တော်ရှင်နေလည်းကိုလည်းဆက်ပေးနေပေးပြီးဖိုက်ချင်တယ်ကပြန်လာနေပြန်ဆောင်နေတယ်နေ့စဉ်တောင်းဆိုရှင်ပါတယ်ခင်ဗျာဒါကားစီမီပြောတယ်အဲ့တော့ကျွန်တော်ပြောချင်တာကောင်းသောထောင်ဝင်တန်းတွေလည်းရှိခဲ့ပြီကောင်းသောထောင်ဝင်တန်းတွေရှိတယ်ကျွန်တော်ကိုအဲတွေ့ဝိုက်ပြီးတော့ကူညီပေးခဲ့တဲ့အရာရှိတွေအများကြီးရှိတယ်တိုင်းရဲ့ကူညီပေးခဲ့တဲ့အရာရှိတွေအများကြီးရှိတယ်အဲ့တော့အလုံးကောင်းနေလားဆိုတော့မဟုတ်ဘူး အခုအင်မတန်ဆိုးသွမ်းသွားအောင်မိုက်ရမ်းတက်သွားအောင်တဖြည်းဖြည်းကြုံတွင်တိမ်တွင်ပြီးတော့အရင်ကမှခိုင်းစေလိုက်တဲ့နောက်မှာလူမဆန်အောင်နော်ရုပ်မာသွားတဲ့ရုပ်မာမှုကိုပြောင်းလဲကျင့်သုံးသွားတဲ့ထောင်ဝင်နှန်းတွေလည်းရှိတယ်နော်အဲ့တော့အခုမြင်းညံထောင်မှာထောင်ပိုင်းတွေဖန်ခံရတယ်ထောင်ထဲကိုအကျဉ်းသားတွေကိုဖုံးနေပေးသွင်းလို့နော်ဖန်ခံရတဲ့သတင်းတွေတက်လာတယ်အဲ့လိုပဲထောင်နဲ့အမြန်နှက်မှာငငယ်အကျဉ်းသားတွေရေလှုပ်ဆောင်ချက်ကိုနားလေတဲ့လူစိတ်ရှိတဲ့ထောင်ဝင်နှန်းတွေအများကြီးဒါပေမဲ့သူတို့တွေကိုကျွန်တော်က favor ပေးနေမှာမဟုတ်ဘူးနော် သူတို့တတိယမိသားစုဝန်ကြီးကိုဘန်းပြပြီးတော့ကျွန်တော်တို့ဒီထောင်ဝင်တဲ့အလုပ်မှမလုပ်ဘူးဆိုရင်နေစရာလည်းမရှိဘူးစားစရာလည်းမရှိခင်ဗျားကြွေးမှလားဆိုကျွန်တော်မေးနိုင်တယ်ရှင်ကျွန်တော်လည်းမကြွေးဘူးကျွန်တော်မကြွေးအားလုံးကစည်းပြီးတော့တိုင်းရင်အရေးကိုလုပ်နေကြတာနော်ကျွန်တော်ခင်ဗျားတို့ကျွန်တော်တို့မိသားစုတွေဘဝပြတ်သွားဖို့ဘဝသွားပြတ်သွားမှဆိုးလို့ဒီထောင်ဝင်တဲ့ဆိုတဲ့ဒီဒီအာနာပကောသားအလုပ်ကိုဆက်လုပ်နေရတာပါဆိုတာတော့တကယ်တကယ်တော့လက်ခံလန်တော့တဲ့စင်ကြင်မဟုတ်ဘူးနိုင်ငံသားတယောက်ကနေလုံလို့တဲ့အကြောင်းပြချက်မဟုတ်ဘူး ခေဝုံထံခလန်းကိုအလုံးရှောက်ပြီးတော့စနေတဲ့တခုကိုဖောက်ဖို့တော်လိုင်းလမ်းညာကြီးအတီးတီးရှောက်နေကြတဲ့အချိန်မှာခမရတို့ဒီတမိသားစုအသက်မွေးဝမ်းကြောင်းရဖို့ထောင်အာနာပိုင်းနေအဖြစ်လှုပ်လှုပ်နေရပါတယ်ဆိုတာဟာတစ္ဆာရှိတဲ့နိုင်ငံသားတယောက်ရဲ့အလီပိုင်းမဟုတ်ဘူးအဲ့တော့ခမရတို့ကျွန်တော်တို့ကဘူးချင်းလည်းမဆောက်ဘူးခွင့်လည်းမလှုပ်ဘူးတို့ပဲခမရတို့လက်ရှိလုံနေလို့ရနေတဲ့လုံနေတဲ့ကံဘောင်နေရနေပြီးတော့အတင်းသမမတရားသဖြင့်ပြန်မိုးဆိုးဖန်းစီထားခြင်းခံရတဲ့ ိုင်ငံချင်းလူချင်းသားတွေကိုတန်ဆောင်းသမျှပေါင်းတွေကကူညီဆောက်ရှောက်ပေးတာတွေလိုအပ်တဲ့ချိတ်ဆက်မှုလေးတွေကိုအထူးတူဝက်ပြီးတော့ဖက်စစ်ငရဲခွေးနော်ဒီ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 စာဖားတွေနဲ့အမတမဆိုးသွင်းရက်ဆက်ကြမ်းကြုတ်တဲ့စစ်တကကောင်တွေရဲ့ဖိနှိပ်မှုအောက်ကနေစစ်ဖက်နှာအောက်ကနေခင်ဗျားတို့ပါပါလေးလမ်းဖောက်လျှောက်ပေးနေတာလေးတွေကိုကျွန်တော်တို့ကဘာပဲပြောပြောနောက်တစ်ချိန်မှာကျေးဇူးပြန်တင်မယ်ဒါပေမဲ့အကောင်းဆုံးကတော့ခင်ဗျားတို့ကိုယ်တော်ထောင်းနေဖွင့်ပေးလိုက်တာအကောင်းဆုံးပဲဒါရှင်းရှင်းပြောတယ်ကျွန်မတို့ကိုယ်တော်ထောင်းနေအခုချိန်ဖွင့်ပေးလိုက် တိုင်းပြည်လုံးကပြောင်းသွားနိုင်ခင်ဗျားတို့ရင်းရမှာအခိုက်တန့်နေထောင်နေဖွင့်ရင်လည်းနိုင်ငံချင်းသားရင်တူတူခင်ဗျားတို့လွတ်မြောက်နေပြီတခါလေးပြောင်းလာခဲ့တိုင်းပြည်ချက်ချင်းပြောင်းသွားနိုင်နော်ဘာလို့အခုဥဆောင်မင်းကိုတိုင်းဖေးရည်ဒီအလုပ်တွေလုပ်နေပြီဆိုတော့လုံရပေါ်ပေါက်သွားပြီကိုခင်ဗျားတို့အကြီးဆုံးကိုတိုင်းလုပ်နေမှာတော့ခင်ဗျားတို့ထောင်ဝန်ထမ်းတွေအငယ်တွေအသေးတွေဒီချိန်မှာပြည့်ပြည့်စုံစုံဆုံးဖြတ်တော့ဖက်စက်ငရေခွေးမင်းအောင်လိုက်ဟာနောက်ဆုံးချိန်ရောက်သွားပြီကုရမရကေရမရကြံရမရထွက်ပေါက်လုံးဝမရှိတော့တဲ့အတွက်ကြောင့်အခုဘာဖြစ်လဲ သူကိုယ်တိုင်သူတို့ကိုယ်တိုင်လွန်တရာမုံတီဆက်ဆုပ်သားနဲ့နှစ်ပေါင်း33နှစ်ကျော်ထောင်ချထားတဲ့ဒေါန်ဆန်းစုကြည်ရဲ့ထမိန်ဆောက်ကိုခိုးလိုက်ရတယ်။အခုဒေါန်ဆန်းစုကြည်ကပြောခဲ့တာမဟုတ်တဲ့စကားလုံးနေနဲ့ PDF နဲ့ NGO အတိမတ်မပြုပါဘူး။သူလည်းမသိပါဘူးဆိုတဲ့ပတ်စံပေးရင်ဘာမှဆိုရေးမဲ့အဝါရောင်သတင်းဌာနတစ်ခုကတစင်ဂေဘော့တစ်ခုကိုဖောက်ကြည့်။ထိုင်းနိုင်ငံညာကြီးဝန်ကြီးပြောခဲ့တာမဟုတ်ဘူး။ဒေါန်ဆန်းစုကြည်ထွေးဆောင်ခဲ့စင်မှာပြောခဲ့တယ်ဆိုတက်တယ်ဘာမှမထုတ်ပြန်နိုင်ဘူး။ဒါပေမဲ့သူတို့မဖြစ်မနေ အာဆီယံကဘယ်အစိုးရကိုအတိမတ်ပြုတယ်ဆိုတဲ့ကြောင့်ထုတ်ပြန်ဖို့နောက်ဆုံးအချိန်ရောက်လာတဲ့အချိန်မှာအချိန်ဆွဲဆန့်ခွင့်ရနိုင်ဖို့အောက်တန်းကြတော့လီဆယ်မှုသကယ်ရတစ်ခုကို fake news တစ်ခုကိုနိုင်ငံတိုင်းဝန်ကြီးရှိတဲ့အဆင့်ပေါက်တရထုတ်ပြပြီးလုပ်လိုက်တာပဲရှိတယ်။အင်မတန်မှဈေးပေါ်တဲ့နှစ်ချက်မဟာပြောပါတော့နှစ်ချက်ကွယ်မဟာပြောလုပ်လိုက်တယ်။အဲတီချာတော့ဖက်စစ်ငရဲခွေးမင်းအောင်လိုင်ရဲ့နောက်ဆုံးဇက်သိန်းခန့်ဟာအမလာမပါနဲ့တော့ပြီးဆုံးတော့မှာ တည်ကြပါအဲ့တော့ဖက်စင်ငရဲခွေးနောက်ဆုံးဇက်သိမ်းသွားရင်သူကတော့ကျိုးစင်တက်တက်မယ်ထွက်ပြေးခြင်းပြေးမယ်ပူတင်ကိုပူတင်ကိုကေတင်မှုသူတောင်းပန်ပြီးသူအခုဂူဂူနဲ့သူသွားစောက်ထားတယ်ဆိုတော့ဖះနာမှာသူတို့အစင်းသင်းစောက်ထားတဲ့စိုင်းတွေရှိတယ်ဂူဂူလည်းပြေးသူလည်းပြေးနော်ဆရာတပြည့်နှစ်ယောက်ပြေးပြီးတော့ခုံမှာသွားခိုးလုံရင်းလဲခိုးလုံနေဒါပေမဲ့ကြံနေခဲ့မှာခင်ဗျားတို့ထောင်ဝင်နှန်းနေရယ်ဖက်စစ်မင်းအွန်လိုင်း လုတ်ခိုင်းသမျှဥပဒေညီတာမညီတာလူခွင်ညီတာမညီတာနိုင်ငံတကာကကျင့်ဝတ်တွေနဲ့ခုတ်ရကုန်းတွေနဲ့ညီတာမညီတာနားမလည်ဘူး။ဗာမရင်းချင်းရင်ပြီးရောငါပတ်စံရရင်ပြီးရောငါ့ကိုယာရုဆက်ခံနိုင်ပြီးရောငါသားသမီးတွေရှူသေးလဲငွေသေးလဲနေရရင်ပြီးရောအဖာခိုင်းတာအကုန်လုပ်မယ်ဆိုလုတ်ခဲကြတဲ့လူတစုကဟဲ့ကျွန်တော်တို့နဲ့အတူကြံခဲ့မှာနော်တို့တို့နဲ့အတူကြံခဲ့မှာခင်ဗျားတို့ကဟဲ့ပြည်သူက 45ပန်းကျော်40ကျော်ရှိတယ်ခင်ဗျားတို့ချိလာမှာ5သိန်းနဲ့တန်းပေါ့ထောင်ဝင်တန်းနေဖက်စစ်တက်ထဲကထားနေဆီရသွားခိုင်းတာလို့နဖာကျိုးနှချောင်းတက်ပြီးတော့ဒီဘက်ဆွဲရင်ဒီဘက်လက်ဒီဘက်ဆွဲရင်ဒီဘက်လက်အုံနောက်ထဲမှာဘာမှမပေါ့နေရွက်ကဂျိုးလိုတရဝါးတယ်ခင်ဗျားတို့စဉ်းစားခင်ဗျားတို့ပါပါကြီးပြေးပြီးဂူဂူကြီးနဲ့တူတယ်ကဲဘာလုပ်မလဲဘုရုအားကိုမလဲဟဲ့ ြည်သူရှိအဲ့ဒီအချိန်ကြမှာဒူးထောက်ပြီးကျွန်တော်မှားပါပြီလို့ခေါင်းမငိုလိုက်နဲ့ခင်ဗျားတို့ဂုတ်ပေါ်ဝဲလာမယ်ဓာတ်တွေကျွန်တော်မတားနိုင်ဘူးကျွန်တော်တားနိုင်မှာမဟုတ်တော့ဟုတ်လားအဲ့ဒီအချိန်မရောက်ဘူးလို့ခင်ဗျားထင်နေလားဝေးသည်အာရမသာကြီးစိုးခွေရှိရင်ဟစ်တလာကဘာအုပ်ဆိုးသွားပြီအာဓမ္မကိုကဘာကလက်ခံရင်မူဆိုလီနီရဲ့ဘယင်ကြီးဖြစ်ခဲ့ဘူးလေအာဓမ္မဖက်စစ်စနစ် တဘာဝကြီးကလက်ခံရင်ဂျပန်ဆိုတာအခုလိုနေတာမရောက်ဘူးသူတို့ပျက်စီးဆုံးရှုံးပြပုံဖြစ်ခဲ့ပြီလို့နောင်တရကြိုးတော့ဒီဘွားရောက်တာနော်အဲ့တော့ခင်ဗျားတို့အာရမအလံထူဖို့ကြိုးစားနေတဲ့စောင်းနှင်းအိမ်မက်တွေကိုနောက်ဆုံးတားလိုက်ပါအခုခင်ဗျားတို့ညွှန်ချုပ်ဥစော်မင်းရှိကနေတော့ထွက်တောင်ဝေကတရားပြသွားပြီအခုဆိုရင်ဘေးစကြိုးကြီးချင်းစခန်းမှာဟာညွှန်ချုပ်တွေပါလဲနားမလည်ဘူးတော့ခင်ဗျားတို့ကအခုချိန်မှာတိုင်းမှု ဘာကြီးညာကြီးယွာမူးကြီးအဖကြီးစကားပြောပြီးတော့ယာရုကြီးရှိတုန်းကခမောင်ပြောနေတာအချက်ကအဘဗျော်မူးဘုသူ့ကိုဖမ်းလိုက်ဆိုရောက်တာနဲ့ချက်ချင်းလက်ထိပ်ပြေးခတ်ပြီးတော့ဗျော်မူးမေလိုအဖဆိုပါရိုက်မယ်အောက်ကတက်ချက်တွေရှိတယ်နော်အဲ့တက်ချက်တွေကိုယ်တိုင်ကိုလည်းသူ့အောက်ကတက်သားပါရိုက်မယ်စဉ်းစားရှိတယ်ဘာလို့လူမမဆန်တာလူဆန်မှုမှမရှိလူဆန်မှုမရှိတဲ့အဖွဲ့အစည်းဥပဒေလည်းမရှိဘူးကျင့်ဝင်လည်းမရှိဘူးစီကံလည်းမရှိဘူးနေရာဓာတ်ကိုကြောက်ဥတဲ့လူကဖောက်လင်ရာကစား ပါရကပေါက်ကာလာဒိုလေးတစ်ခုကိုရှောက်နေတဲ့ဘဝင်းဝိုင်းကျင်းလေးထဲမှာခင်ဗျားတို့ဆက်ပြီးတော့မပြောချင်ပါနဲ့အဲ့တော့အကျဉ်းစည်းဌာနညွှန်ချုပ်ကဆန်ရူနာပြပါပြီထောင်းဝန်ထမ်းတွေခင်ဗျားတို့အချိန်ကြီးနေပြီအခုကျုပ်တို့ဖြီးသူကာကွယ်တပ်တွေကနေပြည်တော်တို့ခြေလန်းတိုင်းဥတီနေဆိုပေမဲ့ကျုပ်တို့နင်းသွားမဲ့လမ်းတစ်လျှောက်မှာခင်ဗျားတို့အကျဉ်းစခန်းကဝန်ထမ်းလိုင်းကနေလဲပါလာနိုင်တယ်လို့ကကျိုးပြောလိုက်ရှင်အားလုံး အသက်ဆက်ရှင်ခြင်းပြည်သူတွေကြားထဲမှာ AEC ဆက်ပြီးသွားခြင်းကျွန်တော်တို့မကြခင်တိဆောက်အောင်နိုင်ပိုင်ဆိုင်လာတော့မဲ့လွတ်လပ်သောငြိမ်းချမ်းသောစိမ့်လန်းသောဒန်းလူညီမြခွင့်ရှိသောတရားဥပဒေစိုးမိုးသောပြည်သူအားလုံးကိုပြုံးပြောအောင်ထားမဲ့နိုင်ငံရေးအစနစ်တည်းပေါ်ပေါက်တဲ့အချိန်ထိအသက်ဆက်ရှင်ခြင်းသေးရင်အခုပြင်ဆင်လိုက်အချိန်ကြာတယ်